မင်္ဂလာပါအော်တိုဘာ26ရက်နေ့တနင်္ဂနွေနေ့မနေ့တနာ yı ခွဲမှာကစားမယ်ပရီးမီးယားလိဘွေးစဉ်9အဖြစ်ကျွန်တော်တို့ဘရန်ဖို့တင်တဲ့လီဗာပူးတင်တို့ရဲ့အကြောင်းကိုနေငယ်ဆွေးနွေးတင်ပြချင်ပါတယ်ပထမအဆုံးနေနေရတော့အေရှင်ဘရန်ဖို့အကြောင်းကိုနေငယ်ဆွေးနွေးချင်ပါတယ်ဘရန်ဖို့တင်ဟာပြီးခဲ့တဲ့ဘက်ဝဲစဉ်ရှစ်မှာကစားခဲ့တဲ့ဝဲစဉ်မှာဆိုလို့ရှိရင်ဝါရှန်တင်ကိုအဝေးဘက်မှာ 90ဆိုတဲ့အရာလက်နဲ့အနိုင်ရရှိထားတာပဲဖြစ်ပါတယ်။ Frankfurt အသင်းရဲ့အင်္ဂွင်ပွဲစဉ်တွေကိုလေ့လာကြည့်ရမယ်ဆိုလို့ရှိရင်တော့ Frankfurt အသင်းဟာ Premier League အင်္ဂွင်ပွဲစဉ်မှာဆိုလို့ရှိရင် Man City အသင်းကို0-1ဆိုတဲ့အရာလက်နဲ့ရှုံးထားတာလေလို့အင်္ဂွင်ပွဲစဉ်မှာဆိုလို့ရှိရင်ရှုံးပွဲမရှိတဲ့အသင်းလို့လည်းပြောလို့ရပါတယ်။ပြီးတော့ Frankfurt အသင်းဟာဒီနေ့မှာပုံစံကောင်းနေပြတ်တာထားတဲ့အသင်းလို့လည်းပြောလို့ရပါတယ်။ ကျွန်တော်တို့လေဘောဝူးသင်းကိုပြင်ကြည့်မယ်ဆိုလို့ရှိရင်တော့လေဘောဝူးသင်းဟာပြီးခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာ front back သင်းကိုအဝေးဘက်မှာမအားဘူးတကူဆိုလဲရလနဲ့အနိုင်ရရှိပြီးတော့မှပုံစံကောင်းလေးပြန်လေရရှိအောင်ကြိုးပမ်းနေတဲ့သင်းလေးဖြစ်ပါတယ်။အဲပြန်လေပုံစံကောင်းလေးပြန်လေရပြီးတော့မှစိတ်ဓာတ်ပိုင်းဆိုင်ရလဲပုံမတက်ကြွလာပြီလို့မျိုးကျွန်တော်တို့မြင်မိပါတယ်။ဒီချန်ပီယံလိနိုင်ပွဲဟာဆိုလို့ရှိရင်လည်း နော်ဗန်ဝဲစုံ၄ဝဲစက်တိုက်ရှုံးနေပြီးတဲ့နောက်ပိုင်းမှာ ပြန်လေရရှိလာတဲ့နိုင်ဝဲလို့လည်းပြောရမှာပဲဖြစ်ပါတယ်လီနိုင်ဝဲကြောင့်မလို့ကျွန်တော်တို့ရဲ့အတင်းသားတွေဟာစိတ်သက်ပုံမူပြီးတော့မှတကြွပြီးတော့မှအဲနိုင်ဝဲတွေရရှိအောင်ပြန်လေပြီးတော့မှပေါ်ဆောင်နိုင်ဦးမလားဆိုပါလေကျွန်တော်တို့ဒီဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်တန်ရလူစင်းလေးကြည့်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုဘောဘူးလင်းဟာပြီးခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာ မင်းငယ်တန်ရရှိသွားတဲ့ iset နဲ့ frame bound လို့ပါဝင်လာနိုင်ပွဲရမရှိသေးပါဘူးဘုရမ lesson တွေကလည်းဒီပွဲမှာပါဝင်လာနိုင်ပွဲရမရှိပါဘူးကြောင့်မလို့ iset lesson leon ni frame bound budget set စတဲ့ကစားသမားတွေကတော့ frame phone နဲ့ပွဲစဉ်မှာဆက်လက်ပြီးတော့မှလွှဲချော်သွားအောင်မယ်ဖြစ်ပါတယ် frame phone အသင်းမှာတော့ကစားရတရေနေရရကစားသမားတိတ်မရှိဘူးလို့ ါပဲသူတို့ရဲ့ပုံစံကောင်းတွေကိုဘယ်လိုပြသမလဲဆိုတာကိုလည်းကျွန်တော်တို့စောင့်ကြည့်အောင်ဖြစ်ပါတယ် Frankfurt တင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Liverpool ကစားသမားဟောင်း Glacier ကလည်းကျွန်တော်တို့အကောင်းဆုံး lesson တွေပြပြီးတော့မှနိုင်ပွဲတွေရရှိအောင်ကူညီပေးနေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဘက်မှာကစားမယ် Frankfurt တင်တဲ့အဝဲကွင်းပွဲစဉ်မှာအင်ကွင်းမှာကြောတဲ့ Frankfurt အသင်းကို အကောင်းဆုံးတွန့်ပြန်ပြီးတော့မှနိုင်ငံရေးရှိအောင်ဆန်းဆောင်သွားနိုင်မလားဆိုတာလည်းကျွန်တော်တို့ဆုံးကြည့်ရမှာဖြစ်ပါတယ်ဒီဘက်မှာလည်းကျွန်တော်ဂိုးတွေအပြန်လန်သွင်းကြရင်လည်းဂိုးများလိမ့်မယ်လို့မျှော်လင့်မိပါတယ်အဝေးဘက်မှာပဲလီဗာပူးကနိုင်ငံရေးရရှိအောင်ဆန်းဆန်းသွားနိုင်ဦးမလားဆိုတာကိုတော့ကျွန်တော်တို့ဆုံးကြည့်ရမှာပဲဖြစ်ပါတယ်အားလုံးကဘယ်လိုချင်ကြလဲတုံ့သက်ဆွေးနွေးပြပါအောင်အားလုံး